မိင်္ဂလာပါရှင်ကျမကဒီလိုကျမတွေ့တဲ့တရင်တွေကိုအကုန်လုံးကိုဖတ်ပြပေးနေတာပါအခုဆိုရင်ငလျင်နောက်ဆက်တွဲတဲ့တရင်တွေပြီးတော့တကယ်အရေးကြီးတဲ့မြေပြင်တရင်တွေကိုကျမဖတ်ပြပေးပါမယ်ရှင်ဒါဒီကျမအပေါ်မဟုတ်ပါဘူးကျမဖတ်မိသမျှအားလုံးကိုကျမဒီမှာ အရေးကြီးတာတွေငလျင်နောက်ဆက်တွဲတရင်တွေကိုအာတည်သူတွေနဲ့ အချိန်နဲ့တပင်းညီတည်စေခြင်းလို့ပါဆိုတော့ကျမကမနေ့ကဗီဒီယိုတပုတ်တင်လိုက်တဲ့အပေါ်မှာထိုင်ဝမ်ကပေါ့နော်ကျမတို့မြန်မာနိုင်ငံထိုင်ဝမ်ရဲ့အကူကိုလက်မခံခြင်းအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ကျမနည်းနည်းပြောပြမယ်ရှင်။ဘာလို့ကျမတို့ကထိုင်ဝမ်ရဲ့အကူအညီကိုလက်ခံလို့မရလဲဆိုတော့တဲ့ထိုင်ဝမ်ထိုင်ဝမ်ကကုလသမဂ္ဂနိုင်ငံအဖွဲ့ဝင်မဟုတ်လို့ပါတဲ့။ဆိုတော့ထားပါတော့ဒါဒီအားလုံးဒီကျမတို့မှာအခုဆိုရင်နီပေါ်ဘင်္ဂလားဒေ့ရှ်လာအို အင်းဒီထိုင်းနိုင်ငံအာထိုင်းနိုင်ငံ BNN Indonesia Philippines Malaysia အာနိုင်ငံကြီးတွေဖြစ်တဲ့ Germany အာပြီးတော့ USA UK Australia Russia Belarus အစရှိတဲ့နိုင်ငံကြီးတွေကကျမတို့နိုင်ငံကိုကူညီနေပါတယ်ဆိုတော့ ီအကူအညီတွေရောငွေသားတွေရော လူသားလူတွေရော medical aid အာ equip equip relief လို့ခေါ်ရဲပေါ့နော်ခရိယာတွေအကုန်လုံးနဲ့အချိန်နဲ့အားတက်တွေရောလာရောက်ပြီးတော့ကူညီနေပါတယ်တရုတ်လည်းပါပါတယ်ရှင်တရုတ်လည်းမိတ်ထားလို့မရဘူးဟောင်ကောင်လည်းပါပါတယ်ဆိုတော့တရုတ်ဆိုရင်လည်းသူတို့မှာခိမိနီခရိယာ scan ဖတ်တဲ့ဟာတွေနဲ့တိုက်တီကို scan ဖတ်ပြီးတော့အဲ့လိုကူညီပေးနေတယ်ဒါအားလုံးတော့ဝမ်းသာစရာနဲ့ပေါ့နော် စိတ်ဖြေတိတ်ရမဲ့တည်င်းအဲ့မှာတည်င်းအစိုးကလည်းအဲလူတွေရဲ့မထော်မလန်းနေရရှိသေးရဲ့မန္တလေးမှာတဲ့အလှူလှဲ့တယ်တဲ့အလှူလှဲ့တယ်တဲ့ ဒီလိုနေ့ကြီးမှာဒီနေ့ဟာဆိုရင်ငလင်လှုပ်ပြီးတော့28ရက်နေ့12နာရီဝင်းကျင်ကလှုပ်လိုက်တဲ့ငလင်ဒီ28 29 30 31 April 1ရက်နေ့ဆိုပြီး9ရက်ရှိသွားပါပြီ24နာရီနဲ့မြောက်တယ်ဆိုရင်နာရီပေါင်းက100နီးပါးလောက်ဖြစ်နေပြီအဲ့ချိန်မှာကျမတို့တွေဒီမြေပြင်တည်င်းတွေကိုအသက်ရှင်နေတူက30ရာခိုင်နှုန်းအောက်နည်းနေပြီဒါပေမဲ့ ဖျားမားလို့တော့၎င်းနှက်ကောင်းနှက်မြက်ဆောင်းလျှောက်လို့တော့၎င်းအခုထိကဲဆယ်ရေးတွေကအဲ့မှာအားတက်တရောလုံနေပါတယ်ဆိုတော့ကျမကထပ်ပြီးတော့နှိုးစော်ပေးခြင်းပါတယ်ဘယ်ဒေတာတွေဖြစ်သွားလဲဆိုရင်မန္တလေးမန္တလေးမှာဆိုရင် အမရဘူရလည်းရှိတယ်အင်းဝလည်းရှိပါတယ် မန္တလေးအမရဘူကအင်းဝတ်တဲ့ဦးအိုက်ဘက်တွေဆိုရင်လုံးဝအခြေအနေတွေကအာပေါ့နော်အကူညီမဲ့နေတဲ့နေရာတွေရှိပါသေးတယ်။သခိုင်းမှာဆိုရင်လေသခိုင်းမှာဆိုရင်လူတော်တော်များများကတော့အခုသခိုင်းကိုသွားနေပါပြီရှင်။ဒါကျမတို့ရဲ့ကျမတို့ရဲ့ကျိုးစားအားထောက်မှုတွေအကြောင်းမို့ပေါ့နော်ဒီဗီဒီယိုလေးကိုရှင်တို့က like and click လုပ်ပေးလိုက်တာနဲ့ဒီဗီဒီယိုကလူတိုင်းနေ ဟောထဲမှာရောက်ပြီးတော့လူတိုင်းကူညီစင်စိတ်ဖြစ်ပါစေလို့ရည်ရွယ်ပါတယ်ပြီးတော့နေပြီးတော့ပြင်မနာပျော်ဝဲအဆရှိတဲ့နေရာတွေပြီးရင်ကျမသတင်းတစ်ခုဖတ်လိုက်ရတဲ့ဟာတွေကိုပေါ့နော်ဒါတွေအခုအဲ့ငလင်ထိတဲ့ဒေတာတွေပါရှင်းဆိုတော့လိုအပ်နေလားအကူညီတွေကတော့လိုအပ်နေစေပါပြီးတော့မိုးလေဝသသတင်းကလည်းလေမုန်တိုင်းသတင်းအထွတ်ဆိုပြီးတော့ရန်ကုန်နဲ့အရာဝတီတိုင်းကိုလည်းကြီးညာထားတယ်ဒါကထပ်ပြီးနှိုးဆော်ပေးတာပါဟုတ်ပြီကျမကဆိုတော့ကျမကလေ အာအခုဒီနေ့သတင်းဖတ်ပြမယ်ငလျင်ရဲ့သတင်းတွေကိုထပ်ပြီးပြောပြချင်ပါတယ်ဆိုတော့ငလျင်နဲ့မိုးပြိုခြင်းမြေပြိုခြင်းငလျင်တစ်ခုလှုပ်ခတ်ပြီးတဲ့အခါမှာမြေသားအတွင်ပိုင်းအမှုံတွေက တုန်ခါသွားပြီးမြေသားတွေရဲ့တိဆောက်ပုံကပြောင်းလဲသွားပါတယ်မြေသားရဲ့ကြံ့ခိုင်မှု shear strength လို့ခေါ်တဲ့အတိုင်းအတာတစ်ခုကိုရှော့ကျသွားတယ်တနည်းအားဖြင့်ပုံစံ တကြရှိနေပြီးသားမြေမုံတွေကငလျင်ကြောင့်ဗယံပဒအခြေအနေဖြစ်ကုန်တယ်လို့ပြောလို့ရပါတယ်။ရေပါဝင်မှုများတဲ့မြေသားတွေမှာဆိုရင်မြေသားဖွဲ့စည်းမှုလုံးဝပျက်စီးသွားပါတယ်။မြေသားအရေးပျော်ခြင်း liquefaction တွေကိုဖြစ်ပေါ်စေပါတယ်။ဆိုတော့ဒါငလျင်နဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲတည်တင်းနဲ့သဘာဝဘေးအန္တရာယ်တွေတဲကဘာတွေဖြစ်လာနိုင်လဲရေတွေပွက်လာတယ်ဘာတွေဖြစ်လာလဲဒါတွေကိုကျွန်မကဖတ်ပြခြင်းပါတယ်ရှင်။ဆိုတော့ မြေသားတွေရဲ့ပုံစံတကြရှိမှုတွေဗယံပရာဖြစ်သွားတာကြောင့်မြေသားကိုဘေးတိုက်ရွေးစေတဲ့အားတွေအပေါ်ခုခံခြင်းလို့အကျံပြင်းယူဆလို့ရပါတယ် strength share လို့ခေါ်တဲ့မြေသားကြံ့ခိုင်မှု မြင်မှရင်မြေပြိုမှုအန္တရာယ်ကနည်းပါတယ်ဆိုတော့အခုကမြေပြိုမှုတွေနောက်ဆက်တွဲတွေကို ပိုဆိုးရင်ရတယ်အဲ့တော့ကျမကဒီဗီဒီယိုတွေကို အာဒီနောက်ဆက်တွဲတဘာဝဘေးအန်ရီတွေကိုဘလို့ရင်ဆိုင်ရမလဲဘလို့ကြိုတိထားတဲ့လဲဆိုတာကိုဖတ်မိသမျှ share ပေးပါမယ် မိုးရွာခြင်းဟာလည်းငလျင်လိုပဲမြေသားရဲ့ကြံ့ခိုင်မှုကိုလျှော့ကျစေတယ်။မြေငလျင်နဲ့မတူတာကမိုးရွာတဲ့အခါမိုးရေကမြေသားတွေကိုစိတ်ဝင်ပြီးမြေလွာအတွင်ပိုင်းရေဖြီအားကိုမြင့်တက်စေတယ်။ထို့ကြောင့်အတွင်ပိုင်းမြေမှုန်တွေရဲ့တိဆောက်ပုံကိုယိုယွန်းစေပြီးကြံ့ခိုင်မှုလျော့သွားစေတယ်။တဲရော်ရော်မြေစီလွာတွေကို ရေလောင်းပြီးတော့စမ်းကြည့်နိုင်ပါတယ်။ယခုလက်ရှိမှာကိုဘကစရင်ပြုထားသလောက်မြေလင်းလှောက်ခတ်မှုကြောင့်မြေအေးပျော်ခြင်းဖြစ်သွားတဲ့နေရာတွေကအင်းဝတရားပြိုလဲမှုငလင်းလှောက်ခတ်မှုနောက်ပိုင်းမြစ်အောက်ကျမ်းပြင်မြေအေးပျော်ကြခြင်းကြောင့်အောက်ခြေဖောင်ဒေးရှင်းတွေလဲပြိုသွားပြီလို့ယူဆနိုင်တယ်။အကျမ်းပြင်ယူဆနိုင်တယ်မန္တလေးနဲ့စကိုင်းအနီးတစ်ဝိုက်မှာမြေအေးပြောတာကိုအိန္ဒိယအာကာသတုတေသနအဖွဲ့ ISRO ရဲ့အာဂျိုဒူပုံရိပ်တရားနေတဆင့်အတီးပြူလိုက်ပါတယ်မြစ်သားမြို့နယ်မှာ မြေအေပျော်တဲ့လက္ခဏာတွေတွေ့နိုင်ပါတယ်ကြောက်ဆယ်ဒေတာမှာ မြေကြီးကနေရေတွေပွက်ထွက်သွားတယ်တွေ့နိုင်ပါတယ်လက်ရှိမိုးလေဝသခန့်မှန်းတဲ့မော်ဒယ်တွေအရဧပြီလ5ရက်6ရက်လောက်မှာမိုးထစ်ချုံရွာမယ်လို့လည်းထပ်မံသိရတယ်မြေငလျင် ဒံမြေသားဟာကြန့်ခိုင်မှုအားနည်းနေပြီးသားဖြစ်တဲ့အတွက်မိုးရွာသွန်းတဲ့အခါမှာမြေပြိုမှုတွေဖြစ်ပွားနိုင်ခြေရှိတယ်လို့ယူဆရတယ်။ဥပမာအားဖြင့်ရမဲသင်းမြို့က2024ခုနှစ်ရေကြီးတုန်းက မြေပုံမှုတွေကြောင့်လူပေါင်းရာနဲ့ချီအတက်နဲ့ရှုံရှုံခဲရတာတွေရှိတယ်။ဒီနှစ်ငလျင်မှာလဲငမဲတင်းကငလျင်တန်ခန်းစားရပြီးလူအသက်တွေကိုထပ်ပြီးတော့လဲမကယ်တင်လိုက်နိုင်ဘူး။နောက်ရက်ပိုင်းအတွင်းမိုးရသွင်းမယ်လို့ပြောထားတယ်ဆိုရင်မြေသားအတွင်းမှိုင်းရေ စိတ်ဝင်မှုကြောင့်ကြံ့ခိုင်မှု အလွန်ကိုရော့ချပြီးနောက်ဆက်တွဲငလျင်အသေးစားတွေလှုပ်ခတ်မှုမှာထပ်မံပြိုကျမှုတွေဖြစ်နိုင်တယ်။ အခုစာရင်းနေချိန်မှာမန္တလေးမြို့15မီတာအကွာမြေအောက်10ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့အင်အား9အစင်းရှိငလျင်တစ်ခုလှုပ်ခတ်သွားတယ်။ဇောက်တိန်ငလျင်ဖြစ်တဲ့အတွက်အင်အားကတိတာတဲ့ငလျင်တစ်ခုဖြစ်ပြီးမိုးရွာထားလို့ရေပြေးဝနေတဲ့မြေသားမှာမြေပြိုမှုတွေကယာနှုံးပြစ်ဖြစ်စေနိုင်မှာပါ။ နောက်ပြီးတော့မိုးလေဝသကျွမ်းကျင်သူဦးဝင်းနိုင်ကဧပြီလ3ရက်နေ့မှာမုံတိုင်းစတင်ဖြစ်ပေါ်ဖို့ရာခိုင်နှုန်း40ရှိပြီးတော့ဧပြီလ5ရက်နေ့နဲ့6ရက်နေ့တွေမှာမုံတိုင်းဖြစ်ပေါ်ဖို့ရာခိုင်နှုန်း60ရှိတယ်လို့မိုးလေဝသမော်ဒယ်တွေရဲ့လေးလာခန့်မှန်းချက်ကို ပြင်ပြပေးထားတယ်။မုံနိုင်သာတကယ်ဝင်မဲဆိုရင်မုံနိုင်မိုးကြောင့်ငလျင်တန်ခံထားပြီးသားမြေသားတွေမှာမြေပြိုမှုတွေက ဖြစ်ပွားနိုင်ကြအလွန်များသွားပြီ။ဒီတော့ငလျင်တန်ဒေသတွေနဲ့ဒီမြေပြိုရေရှမ်းမှုတွေဖြစ်သွားတဲ့ဒေသတွေမှာနေတဲ့ပြည်သူတွေအနေနဲ့ယခုအချိန်မှာမိုးလေဝသသတင်းတွေမုံနိုင်သတင်းတွေကိုအစဉ်အဆက်မပြတ်နားထောင်မှမြေပြိုနိုင်ခြင်းရှိတယ်ဆိုတာကိုအမြဲတမ်း မမေ့ပါနဲ့ဆိုတော့ဒါတွေကကျမပေါ့နော်မြစ်သားမျိုးမှာ ရေတွေမြေတွေအေးပြောတာတွေဖြစ်သွားတယ်ပြီးတော့အင်းလေးဘက်ကျမကိုလာပြောထားတယ်ပေါ့နော်အဲအင်းလေးနောင်ချိုဘက်တွေမှာ sorry နောင်ချိုမဟုတ်ဘူးအာကလောအင်းလေးဘက်တွေမှာပေါ့နော်အပျက်စီးတွေရှိသေးတယ်လာပြောပေးပါပင်တရားဘက်တွေမှာလည်းပေါ့နော်ပြီးတော့ sorry excuse me အာရွာငံကရေတွေလည်းအယောင်ပြောင်းကုန်တယ် အဲ့ဒါတွေလည်းလာပြောထားတယ်ပြီးတော့2024ဆိုင်ကလုံးမုန်တိုင်းယာဂီရဲ့တိုက်ခိုက်မှုကြောင့်ယမဲတင်းမြို့ကလည်းတော်တော်ပျက်စီးတဲ့ထဲမှာပါတယ်မြန်မာနိုင်ငံမှာငလင်းခံစားရတဲ့နေရာတွေသခိုင်းမန်လေးအင်းဝါစင်ကူးမရယာကြောက်ဆယ်မရယာလည်းဆိုးတယ်နော်ကြောက်ဆယ်လည်းတော်တော်ဆိုးပါတယ်ချောင်းဦးပကံမုံရွာပျော်ပွဲရွှေဘိုမိထီလောက်ဘုံ ဘုံအိုဘုံအိုဝင်းတွန်းရင်မှရမဲတင်းနေပြီးတော့ပုပ်ပတီရီပြင်မနာအောင်ပန်းအောင်မန်းမှာလည်းအခြေအနေတွေအကူအညီတွေတော်တော်မဲ့နေသေးတယ်လို့ကျမတို့လာပြောထားတယ်။မိုးမိတ်ပင်တရညောင်ရွှေကေလာနဲ့ဇရက်ကြီးတောင်ငူကြောက်ကြီးရွှေချင်းဖြူရန်ကုန်ဘကိုးကလေးမူးဆက်ပသိမ်အောက်ပိုင်းတွေအကုန်လုံးကတော့ထိခိုက်မှုနည်းတယ်ပေါ့နော်။ဆိုတော့အဲ့ဒါတွေအကုန်လုံးကကျမကငလျင်နောက်ဆက်တွဲမှာမြေပြိုနိုင်ခြေတွေကို တင်ပြထားတာဖြစ်ပါတယ်ရှင်။